ခုစလို့ဂျင်နရာဘက်မှာပတ်သက်စာတွေအရှက်ခန်းခံရတာတွေဒေတာတွေเนาะအရှက်ခန်းခံရတာများတယ်ပေါ့အရှက်ခန်းခံရတာများတယ်ဘယ်ဖွဲ့ရရဆိုတာလည်းဦးစင်းကဆက်ပြောပါဦးဒါခုလိုဦးစင်းကခုပြန်လွတ်လာတာဒီထုတ်အသေးစင်းသွင်းပြီးမှမြေခွက်ရံနဲ့ပတ်သက်စာတွေတော့ရှိတယ်เนาะမြေခွက်ရံဝန်တာပါလေနိုင်ငံတော်လည်းပြန်ကြည့်ပြရဝန်တာဟုတ်ပြီဒီပြီဆိုပြီးမှဦးစင်းတို့တက်မတော်မှာတော့မှ6လအထိစောင့်ကြည့်ရတယ်6လလုံးလုံးလာခမြအောင်တော့ရှင်းမ်းမှာကြာသွားလို့ရှိရင် အပြောက်ဆင်းရဲလို့လားအတေဆင်းရဲလို့လားအပြေမတေရှင်းမရှင်းဆိုဒါတော့သိကြည့်ရတယ်နော်ဒါပဲတော့ဒါမျိုးတွေဟုတ်တယ်နှစ်ပတ်ကကန်းနေရွာမှာ PN လေး PN လေးဆိုတော့မောက်တောင်ခါလို့လိုမျိုးပေါ့နော်အခုတလဲမျိုးနဲ့ကန်းတောင်ရင်းဆိုင်ရောက်ကိုလက်ရှိမှာတိုက်တယ်ကျမ်းဖက်ဖွက်ပေါ့အဲ့ဒီ PN လေးကျမ်းဖက်ဖွက်ကသူတို့ချဲ့ပြမျိုးကိုကူးဖို့အတွက်ကန်းနေရွာကရိုးစိတ်ကိုသူတို့ကရိုးစိတ်ကိုဖျက်တဲ့အခါမှာရဲမဲ့ပင် PDF အဖွဲ့က PN လေးဆိုရင်ဘယ်သူမှဖျက်ခွင့်မပြုဘူး PN လေးဆိုလို့ရှိရင်ဒီကရိုးစိတ်ကိုဖြတ်တန်းသွားတော့ပဲမရှိဘူးဆိုပြီးတော့ပူကြအနိုင်ကျင့်တဲ့အတွက်ရမပင် PDF ဆိုရဲအနုကြည်လောက်က PDF ဖွဲ့နေ ်ပြန်လေဆိုတဲ့အန်ယူဂျီလောက်အကုန်ဝင်တဲ့လိုကပ်ပြီးတဲ့အချင်းအချင်းဇက်တူသားစားပြီးပြဿနာတက်နေကြတယ်နော်ဒီလိုကိစ္စမျိုးဆိုရင်တော်တော်များများပြဖက်မိကြတွေကဖုံးဖီထားကြတယ်နောက်ဆုံးဘလို့မှဖုံးလို့ကြောတုတ်လို့ပေါ်ဖုံးမနိုင်ဖြစ်မိရဖြစ်တော့တဲ့အခါကျမှဝန်ခံရတယ်ချို့တော့အချို့ဆိုရင်ဒုတိယဘုံဘူးကြီးတွေမိုးကုန်မှာတချို့ဖန်ခံရတော့ပြန်လွတ်လာတယ်အဲ့ဒါတော့မစစ်စစ်မှုခံရတယ်စစ်စစ်မှုခံရတယ်တော့ဒါကဘာကြောင့်လွတ်လာလဲဘလို့ကြောင့်လွတ်လာလဲအာခဏစစ်စစ်ရမှာလေတို့ကဟိုကတလမ်းမဖြစ်ပါဘူးလို့တို့ကတချို့မဖြစ်ပါဘူးလို့ပြောလို့မရဘူး အဲဦးဇင်းအဲ့ဒါနဲ့ပတ်သက်ပြီးမင်းဗီဒူးစစ်တီနဲ့တောင်းအောင်ပြောပြတယ်ဗီဒူးစစ်တီညွတ်လာပြီဟုတ်ပြီဝင်လာတယ်ညွတ်ဝင်လာတယ်ဦးဇင်းထဲမှာအရင်ဦးဇင်းဒီပြည်သူ့ကိုမောင်ဆန်ရှာအဖွဲ့ထဲမှာတော့တရားအခါနဲ့အပ်လိုက်တယ်ဟုတ်လားအပ်လိုက်တယ်သူ့အကိုပြန်လွတ်လာတယ်သူ့အကိုဒါဟုတ်ပါကြောင်ပါကြောင်လွတ်လာလေပါကြောင်လို့ဆိုဟိုကလည်းရေးမရှိပါဘူးအခုကခဏလွတ်လာတာတွေက9ယောက်ရှိရလောက်ရှိတယ်ပြောရရင်တော့ရဲမတော်ဘီဒူးစင်ဦးနေမျိုးကျော်ကိုနေမျိုးကျော်ဖွဲ့တဲ့ရပါတော့ဒီလွတ်လာတာ သူတို့တော့ဖြစ်စေချင်တာကဘယ်တော့ဒီအာမခံရဲ့လဲခုမန္တလေးမှာတရင်နေပေါ့ဘယ်နေရာတော့တယ်ဘယ်နေရာပဲတရင်နေပေါ့အဲ့တော့တရင်နေပေါ့နေတဲ့အတွက်ကြောင့်အဲကျွန်တော်နိုင်ငံမှာလေးလေးရပြီးတဲ့အချိန်ကြီးစပြီးတော့ဒီနေ့အချိန်ကြီးဆိုရင်အဲပါလီမန် ဆိုချယ်နဲ့ကွန်မြူနတီဒီမိုကရေစီစသည်ဖြင့်စနစ်မျိုးစုံကိုပြောင်းလဲပြီးတော့ကျင်းပခဲ့ကြတယ်။အဲဒီနေရာမှာတချို့ကတော့အာကွန်မြူနစ်နစ်ကအကောင်းဆုံးပဲလို့ယူကြည်ကြတယ်။အာဘာကြောင့်လဲဒီကွန်မြူနစ်နစ်မှာလူမျိုးခွဲခြားမှုတွေမရှိဘူးလူတန်းစားခွဲခြားမှုပြဿနာတွေမရှိဘူး။ဒါကြောင့်မို့ဒီကွန်မြူနစ်ကတော့အကောင်းဆုံးပဲကွန်မြူနစ်တက်ကအကောင်းဆုံးပဲလို့ယူကြည်ကြတယ်။အဲတချို့ကြတော့လည်းဆိုရှယ်လစ်နစ်ကအကောင်းဆုံးပဲဘာကောင်ဘာကြောင့်လဲဒီဆိုရှယ်လစ်နစ်နစ်မှာကြတော့အဲ တိုင်းရင်းသားတွေကျွန်မတိုင်းလူခွင့်ရေးတွေရှိတယ်တိုင်းရင်းသားတွေတာမီမြောက်ခွင့်ရရတယ်ဒါကြောင့်မို့တိုင်းရင်းသားချင်းချင်းစိတ်ယုံကြည်ကြတယ်ဒီ socialist နဲ့ကတာအကောင်းဆုံးပဲဆိုပြီးတော့ယုံကြည်ကြတဲ့လူတွေလည်းရှိတယ်တခြားခြားတော့လေဒီမိုကရေစီတာမိဒီမိုကရေစီတာဖဒီမိုကရေစီရရင်မြန်မာပြည်ကလည်းနေချင်းရချင်းချမ်းသာတော့တော့မလို့ယုံကြည်မှုလုံခဲပြီဒီမိုကရေစီကအကောင်းဆုံးဆိုပြီးတော့ယုံကြည်မှုလုံခဲကြတဲ့လူတွေလည်းရှိတယ်ဆိုတော့ကလူကဒီကလာမူကဒီကလာဆိုရင်မိကုန်းကလည်းတောက်လျှောက်မိကုန်းကြီးထုတ်ခဲ့ကြတယ်ပေါ့နော်ဒီအတွက်လည်းပလောင်ကမဟာမိတ်ဖြစ်ရှမ်းမန်းစစ်စင်ရဲ့အမည်နဲ့မန္တလေးမြို့ကိုတင်ပေးပါတော့မယ်ဆိုပြီးတော့ရှမ်းမန်းစစ်စင်နာမည်ပေးတယ်နော်2024 17လပိုင်းမှာ NUGMD ကအမိန့်စာထုတ်တယ် အန်ယူဂျီလောက်မှာရှိတဲ့ရင်း300အကုန်လုံးပူးပေါင်းပြီးတော့နော်ပလောင်တွေကသူတို့ဘက်ကကူးတိုက်ပြီးတော့ရှမ်းမန်းစစ်စီရေးဖြစ်မန္တလေးမြို့ကိုတိမ့်တော့မယ်ဆိုပြီးတော့စီရင်ကြတာလေဒါဆိုရင်အဲ့ဒီရှမ်းမန်းစစ်စီရေးမှာပလောင်တွေကခမရအန်ယူဂျီကိုဘာတွေကိုကြီးပြီးတော့ဘယ်လိုစစ်ရေးကိုကြီးပြီးနေတယ်လဲ မတို့ကိုယ်တိုင်ကတစ်ခါစားလေးချီတော့မယ်မသိနှစ်ခါစားမယ်ဆီလို့မယ်မသိသုံးခါစားလေးခါစားဆိုတော့ခမတို့ကိုယ်တိုင်ချိတ်ကြိုက်လို့စားတယ်ခွင့်နေပေါ့ရောက်နေဆိုးလွယ်လေတချင်လို့ပဲအခုတော့သူမလာမခဲနိုင်တော့မယ်တကယ်ကိုတည်ကြသွားခဲ့ပြီအစရပြောပါရဲ့အန်ယူဂျီဆိုတာနိုင်ငံတော်ကိုလက်နက်ကင်ပုံကန်နေတဲ့အကြမ်းဖက်ဖွဲ့တာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ရှေ့တန်းမှာ အသက်မတည်တဲ့ပြူစောထီးတွေကိုတေးစရင်ပြမြေခွက်ယူထားတဲ့ပြူစောထီးကောင်းဆောင်အကြောင်းဖော်ထုတ်လိုက်တဲ့ပေါက်ကူတော်ရုပ်တံနဲ့အတူစကိုင်းတိုင်းက PDF တွေရဲ့အချင်းချင်းဖန်ဆီးမှုအကြောင်းဖော်ထုတ်လိုက်တဲ့မပူတူရုပ်တံတွေပါတင်ဆက်ပေးလိုက်ဒီမှုအဆုံးထိနားဆင်ဝေဖန်ပေးသွားကြပါဦးခင်ဗျာပင်လာပါမျိုးတွေကျွန်တော်မပူတူပါသေးပါရှင်ဒီနေ့အောင်25ခုနဲ့ဂျွန်နဲ့ဆက်ရှယ်နေဖြစ်ပါတယ် ကိုင်းတိုင်းထီးချိုင်းမြို့နယ်ကရွာတရမှာဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖခေါင်းဆောင်တယောက်အပါအဝင်တပ်ဖွဲ့ဝင်၄ယောက်ကိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကဖမ်းဆီးတာကြောင့်ဆန္ဒပြတာပြုလုပ်ခဲ့တယ်လို့ဒေသခံတွေဆီကနေသိရပါတယ်။ဒေသခံပကဖစခန်းနဲ့ဆက်ဆံရေးယုံဆောက်တဲ့အတွက်ကြောင့်ဖမ်းဆီးတာဖြစ်ပြီးစခန်းတည်ဆောက်တာတလကျော်မှအခုလိုဖမ်းဆီးခဲ့တာပါ။ထီးချိုင်းမြို့နယ်ကန်းနီရွာမှာထီးချိုင်းပကဖအဖွဲ့ဝင်၄ယောက်ကို MUJ မူတွေကပြန်ဖမ်းတဲ့အတွက် သူတို့ကိုထောက်ကန်တဲ့လူတွေကကက်ကွက်ဆန္ဒပြနေကြတယ်။အခုလိုမျိုးအန်ယူဂျီလက်အောက်မှာရှိတဲ့ဗီဒီယိုဖွဲတွေကအန်ယူဂျီလက်အောက်ကိုမဝင်တဲ့ local PDF ဆိုတဲ့အဖွဲ့တွေကိုအချင်းချင်းပြောင်းဖားပြီးဇက်လူသားစားတွေတက်ဖြတ်နေတာတွေကတော်တော်ကြာပြီးဖြစ်တယ်။အဲ့ဒီကန်းနီရွာမှာကလောခဲ့တဲ့နှစ်ပတ်ကကန်းနီရွာမှာ PNL ပြန်လေဆိုတော့မောင်ကောင်းခါလူလိုမျိုးပေါ့နော်အခုပလဲမျိုးနဲ့ကန်တော့ Instagram ကိုလက်ရှိမှာတိုက်တယ်ချမ်းပွက်ပွက်ပေါ့အဲ့ဒီ PL ချမ်းပွက်ပွက်ကသူတို့ချဲ့တွင်မျိုးကိုကုဖို့အတွက်ကန်နီရွာကရိုးစိတ်ကိုသူတို့ကရိုးစိတ်ကိုဖျက်တဲ့အခါမှာရဲမဲ့ပင် PDF အဖွဲ့က PL ဆိုရင်ဘယ်သူမှဖျက်ခွင့်မပြုဘူး ိရိုင်းလေးဆိုလို့ရှိရင်ဒီကရိုးစိတ်ကိုဖျက်ဆီးသွားတော့ကမရှိဘူးဆိုပြီးတော့ဘူကြအနိုင်ကျင့်တဲ့အတွက်ချင်းမပြ PDF ဆိုရဲအနုကြည်လောက်က PDF ဖွဲ့နေပြီးရင်လီဆိုတဲ့အနုကြည်လောက်အကုန်မဝင်တဲ့ local PDF အချင်းချင်းစက်တူသားစားပြီးပြဿနာတက်နေကြတယ်နော်ဒီလိုကိစ္စမျိုးဆိုရင်တော်တော်များများပြိဖက်မိကြတွေကဖုံးဖီထားကြတယ်နောက်ဆုံးဘလို့မှဖုံးလို့ကြောပုတ်လို့ပေါ်ဖုံးမနိုင်ဖြစ်မိရဖြစ်တော့တဲ့အခါကျမှဝန်ခံရတယ်ဆိုတော့အဲ့ဒီရမပီပီဒီရဲ့ဆိုတာကကျမတခါတခါပြောခဲ့သူတယ်ရမပီပီဒီရဲ့ဒီ ဟီရိုတိုက်ကဆိုရယ် PDF အဖွဲ့ကိုပြန်တက်ပြီးတော့လူတက်မှုငားမှုစုစုပေါင်းလူ20တယောက်ကိုတက်ဖြတ်မှုအဲ့ဒီ20တယောက်ကတာမဲရက်သားတွေမဟုတ်ဘူးသူတို့ NGO ကိုထောက်ပုံနေတယ်ထောက်ပုံနေတယ်ဟီရိုတိုက်ကဆိုရယ် PDF အဖွဲ့အဲ့ဒီတစ်ဖွဲ့လုံးကိုပြန်တက်တဲ့အတွက်ဟိမမင် PDF ကအခုလိုမျိုးလက်နက်ကင်ပြီးအနိုင်ကျင့်ပြီးလူတက်နေပါတယ်ဆိုပြီးတော့ဇန်နဝါရီတိုင်းမှာရှိရယ် PDF 64ဝက်ကစုပေါင်းပြီးတက်တည်လုပ်ပြီးတော့ NGO ကိုတိုက်နေ NGO ကဝင်ကြီးနိုင်ကောင်းရွယ်ကိုတိုင်းဒီမှုဆောင်တဲ့စစ်တီးလေးအဲ့ဒီမှာနော်တိတ်ကို ပြောပြခြင်းနဲ့အကြောင်းရတယ်ခုထောက်ပြခြင်းနဲ့အကြောင်းရတယ်ခုရှိတယ်။အဲ့ဒါဘာလဲဆိုတော့အဲ့ဒါကလူတက်မှုနော်ဘူဒီဓာတ်ထုတ်ရမှုမဟုတ်ဘူး။ လိုတက်မှုလိုတက်ခုမှုတော့တခုလည်းမဟုတ်တယောက်တည်းမဟုတ်လိုပေါင်း၂၀တရားကိုတက်တဲ့အမှု၂၀၂၀တရားကဖြစ်ခဲ့တယ်။အဲ့ဒါကိုရင်းမပြပီဒီရဲ့ကောင်းဆောင်ဘူတန်မီကပါပြောလေ။အဲ့ဒီလိုတက်မှုတွေသူ့မှာအပြစ်ရှိရဆိုရင်အမှုကြီးကပြပေးတာကိုဒုက္ခမယ်တဲ့။ဒါပေမဲ့လက်ရှိအချိန်မှာတို့ဟာစစ်တပ်ကိုတိုက်ဖို့ပေါ့နော်။တို့ပြောတယ်မင်းအောင်လိုက်ကိုတိုက်မင်းအောင်လိုက်ကိုတို့အနိုင်တိုက်ဖို့ကအဓိကဖြစ်တယ်ပေါ့နော်။စစ်တပ်ကိုအမျက်ပြက်ဖို့ကအဓိကဖြစ်တဲ့အတွက်တို့တို့မွေဦးတော်လန်ကြီးအောင်မြင်သွားတဲ့တနေ့ကြမှာသူ့မှာအပြစ်ရှိရဆိုရင်အပြစ်ကိုပေးပါအပြစ်ကိုခံယူမယ်။ထပ်ပြောဦးမယ်။ ရမပီ PDF ဖွဲ့ကနော်လက်နက်ကိုင်တိုင်းကျင့်နေပါတယ်ဆိုပြီးတော့တခြား PDF 64ဖွဲ့ကတက်တင်လုပ်ပြီးတော့တိုင်နေအဲ့ဒီအမှုအတွက်သူ့မှာတကယ်လို့ဖြစ်ရှိနေတယ်ဆိုလို့ရှိရင်တော့မှာလေလက်ရှိမှာသူတို့အဓိကလုပ်ရမယ်လို့ကစစ်တပ်ကိုဆရာနာရှင်စနစ်ကိုမင်းအောင်နိုင်ကိုပြုတ်တိုက်ဖို့ကအဓိကဖြစ်တဲ့အတွက်တဲ့သူတို့အဓိကရေမန်းချက်တွေအောင်ပြီးနှွေဦးတော်လန်ရင်အောင်မြင်သွားတဲ့တနေ့ကျမှသူ့ကိုအပြစ်ပေးပါဆိုပြီးတော့အဲ့ဒီလိုပြောရဲအဲ့ဒီလိုပြောပြီးတဲ့အချိန်မှာ NUG ကကာကွယ်ရေးဒုဝင်ကြီးနိုင်ကောင်းရွက်ကလည်းအဲ့ဒီမှုကိုပိတ်သိမ်းပေးလိုက်တာအခုဆိုရင်2025ရောက်လာပြီဒါပေမဲ့အဲ့ဒီလိုမျိုးကြီးနိုင်ငံကြီးလုပ်တာကိုရမပင် PDF ဖွဲ့ကစင်ကြင်လားဆိုတော့မစင်ကြင်ဘူးအခုလိုမျိုးလေးထက်ကထက်က တိနိုင်ရင်းနဲ့မှုတွေအချင်းချင်းဇက်လူသားစားရမှုတွေဖြစ်နေတယ်။ကျွန်တော်တော်တော်တတိထားမိရဲ့။တို့ရှိမှာကတို့ဘက်မှာဘူးတီဓာတ်ထုံးမှုမဟုတ်တဲ့လူပေါင်း20တယောက်ကိုတက်တဲ့အခုကိုတော့မှအဓိကနဲ့တာမညာတို့တို့အဓိကပါစစ်တပ်ကိုတို့တိုက်ဖို့အဓိကဖြစ်နေတော့အဓိကဦးစားပေးဖို့ရဲလုပ်ပြီးတော့အပြစ်ရှိရဲဆိုရင်တော့နောက်တစ်ချိန်ကျမှဦးစားပေးမယ်ဆိုတာမျိုးတို့လှုပ်ထောက်ပေးရတယ်။နော်။ဒါကလည်းပဲအာတတိပြုစရာချက်တစ်ချက်ဖြစ်ကျွန်တော်ထောက်ပါရကြဖြစ်ပါတယ်။နောက်ထပ်သေးသေးပုံအားထောက်ကြည့်ပါ။ ကျောင်းမဲ၈၈မျိုးစဲငင်းချိုင်းနဲ့ပွင့်လင်းလူဖွဲ့စည်းတာဝန်ခံတော်ကြီးဆွေနဲ့ရွှေဘိုပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖအဖွဲ့ဝင်၆ဦးကိုဇွန်လ၁၉ရက်နေ့ကလည်းပိုက်ဆံသိမ်းရာချီပြင်တခြားပြည်စည်းချုပ်နဲ့အတူနံတူမြို့မှာ TNL ကဖမ်းဆီးခဲ့တာဖြစ်တယ်လို့ဤဆက်သူတွေစီကနေသိရပါတယ်ဗဒက်ပလောင်နှောင်းပိန်နှောင်းလို့ပြောရလိမ့်မယ်။နော်။ရှေ့မှာလည်းပဲဗဒက်တွေကိုပလောင်တွေကနှောင်းပိန်လောက်နှောင်းပိန်လောက်ချရတယ်တော်တော်ကြပြီပေါ့နော်။အခုလည်းပဲထပ်ပြီးတော့ရှေ့ဘူပကဖအဖွဲ့နဲ့၈၈ပွင့်လင်းမျိုးဆက်အဖွဲ့ကိုပလောင်တွေကပြန်ပြီးဖမ်းလာတာလက်ရှိချိန်ထိဆိုရင်ဒါတပတ်ကြော်ကြခဲ့ပြီဖြစ်တယ်။ကျွန်တော် အဲ့ဒီမှာသတိထားမိတာကပတ်လောင်နေဒီမိုးကုတ်တို့ဒီလက်ရှိမှာပေါ့နော်နောက်ဆုံးမှာတိုက်ပွဲပြင်းထန်နေတယ်ပတ်လောင်နေကတူညာနဲ့ကွန်ဆက်ရှင်ကြီးဆိုပြီးသူတို့လုတဲ့အခါမှာမြို့ပေါင်းဆက်နေမျိုးကိုတင်နိုင်တယ်အဲ့ဒီမြို့ပေါင်းဆက်နေမျိုးကိုတင်ဖို့အတွက်ဗကြက်တွေကပတ်လောင်နေအတွက်ရှေ့တန်းကနေပြီးတော့ကျွန်တော်တို့ကပူပေါင်းပါတယ်မဟာမိတ်ဖြစ်ပူပေါင်းပါတယ်နော် K2 စီပါလို့ K3 စီပါလို့ကြီးညာပြီးတော့ဝင်တိုက်ပြီးတယ်ဆိုတော့အဲ့ဒီလိုမျိုးစားလုံးရေးစားရဲကျွန်မပြောရဲခင်ဗျားတို့အတွက်ဟုတ်ချိုရေးရခိုင်တော့ဘယ်လောက်ပြီးမလဲ မတို့ကကိုကန်တွေတဲ့ဝင်တိုက်ပြီးရယ်ပလောင်တွေတဲ့ဝင်တိုက်ပြီးရယ်ဒါဆိုလို့ရှိရင်သူတို့တိုက်ပွဲတွေအောင်မြင်တဲ့ခါမှာခင်ဗျားတို့ MG ကိုသူတို့ဒေတာမအုပ်ချုပ်ရေးရာတို့ဘယ်နေရာပေးမလဲအုပ်ချုပ်ရေးနယ်နေဘယ်နှခုပေးမလဲနိုင်ငံရေးအာမခံချက်ဘာရှိတယ်လဲနိုင်ငံရေးအပေးယူဘာရှိတယ်လဲနိုင်ငံရေးအပေးယူမရှိဘဲနိုင်ငံရေးအာမခံချက်မရှိဘဲနဲ့တိုက်ပေးတာဟာခင်ဗျားတို့ကိုမျိုးစားပင်ဖြစ်လူသားတိုင်းပြည်အတုံးချနေခြင်းဖြစ်တယ်လို့ကျွန်မနိုင်ငံရေးကထောက်ပြခဲ့တယ်ဒါပေမဲ့အမျိုးရုပ်တွေဒီဘိုးတွေ ဘုံဂျုံတွေကရမ်းမမီတဲ့အတွက်ကျမရဲ့ဘီလိုပိုင်းကိုဖျက်ညက်ကပ်လို့ပြီးတော့ဆဲယုံတဲ့ပုံနဲ့အတွေးခေါ်ရမရှိတဲ့အခါမှာလက်ရှိမှာသူတို့ကဟာနင်းပြဖြစ်နေပြီးတော့ဗတ်ထက်ပလောင်နောက်ပြင်းနောက်ဖြစ်နေကြတယ်။ဒီနေ့မှာကျမတို့ကပြောချင်တဲ့ချက်ကရွှေဘူပါကပါနော်အရွှေဘူပါကဖအဖွဲ့ကိုပလောင်တွေကဖန်ထားတာကုတည်မလို့တည်။ဒါပေမဲ့ရွှေဘူပါကဖတွေကမနေ့ချုံ29ရက်နေ့မှာသူတို့တင်းတန်းဆင်းပွဲဆိုပြီးတော့ဒီမှာဓပုံလေးတွေ့နေမယ်။တင်းတန်းဆင်းပွဲလုပ်တဲ့အဲ့ဒီမှာရှမ်းမန်းစစ်စင်ကြီးကပြန်လာတဲ့အောင်ဖွဲ့ရရှိတဲ့ပြန် PDF တွေကိုသူတို့ကကွန်ပျူတာကြီးချင်းနေပါတယ်ဆိုပြီးအခမ်းအနားလုပ်တယ်။ဆိုတော့ပရမတော် ဟာ K2 စီပါ K3 စီပါတက်တုံညာနဲ့ကိုဆက်ချင်းအေးကအန်လူချင်းနဲ့အတူတိုက်ပါတယ်ဆိုပြီးတော့လူလင်လူညာတွေကအောက်ကဘုံမတီးပါမတီးပါတဲ့တွေကိုမြောက်ပြီးခိုင်းနေ။နောက်ဆုံးဘာမှမရတော့တဲ့ခါကျတော့ပလောင်အတွက်သူတို့ကကျွန်တော်တို့အန်လူချီကမဟာမိတ်ဖြစ်တိုက်ပေးတာပါ။အန်လူချီအတွက်လည်းပလောင်ကမဟာမိတ်ဖြစ်ရှမ်းမန်းစစ်စင်ကြီးအမည်နဲ့မန္တလေးမြို့ကိုတင်ပေးပါတော့မယ်ဆိုပြီးတော့ရှမ်းမန်းစစ်စင်ကြီးနာမည်ပေးတယ်။နော်2024 17လပိုင်းမှာအန်လူချီ MOD ကအမိန့်စာထုတ်တယ်။အန်လူချီလောက်အောင်မှာရှိတဲ့ရင်း300အကုန်လုံးပူးပေါင်းပြီးတော့နော် ပလောင်တွေကသူတို့ဘက်ကကူတိုက်ပြီးတော့ရှမ်းမန်းစစ်စင်ကြီးဖြစ်မန္တလေးမြို့ကိုတိမ့်တော့မယ်ဆိုပြီးတော့စီရင်ကျင်ရတယ်။ဒါဆိုရင်အဲ့ဒီရှမ်းမန်းစစ်စင်ကြီးမှာပလောင်တွေကခမရုံအန်ဥကြီးကိုဘာဒီကိုညီပြီးတော့ဘလို့စစ်ကြီးကိုညီပြီးနေတယ်။ခမရုံကိုယ်တိုင်ကတစ်ခါစားလေးချီတုံးမယ်မသိနှစ်ခါစားမယ်ချီတုံးမယ်မသိသုံးခါစားလေးခါစားဆိုတော့ခမရုံကိုယ်တိုင်ချိတ်ကြိုက်လို့စားတယ်ပြင်ပွားရောက်နေတယ်။တိုင်းဆိုရကအမျိုးသားညီညွတ်ရေးဆိုရအန်ယူဂျီကိုပြင်ဝင်တိမှန်မပြုထားတာကြောင့်မြမရေးဆောင်ရွက်ရာမှာခက်ခဲမှုတွေများစွာရှိနေတယ်လို့အန်ယူဂျီဝန်ကြီးချုပ်ယုံပြောခွင့်ရဦးနေဖုံးလက်ကပြောပါရတယ်။ ။မဲဆောင်မြို့မှာထိုင်းစစ်တပ်ရဲတပ်ဖွဲ့နဲ့လူဝင်မှုကြီးကြပ်ရေးလာဝကရုပူပေါင်းပါဝင်တဲ့တော်မော်လိုလူသိများတဲ့အဖွဲ့ဆောင်ကစီမံချက်နဲ့မြန်မာလူမျိုးတွေကိုစစ်ဆေးဖမ်းဆီးနေမှုအပေါ် NUG ဝန်ကြီးချုပ်ရုံပြောခွင့်ရသူကအခုလိုပြောဆိုခဲ့တာပါ။ကိုရောမတော်မလမ်းခဲနိုင်တော့မယ်တကယ်ကိုတည်ရသွားခဲ့ပြီ။ဆုံးလွန်လေတဲ့ချင်းလိုပဲအခုရောသူမလာမခံနိုင်တော့မယ်တကယ်ကိုတေချာသွားခဲ့ပြီ အစွမ်းအရာပြောပါရဲအန်နူဂျီဆိုတာနိုင်ငံတော်ကိုလက်နက်ကိုင်ပုံကန်နေတဲ့အကြမ်းဖက်ဖွဲ့တာဖြစ်ပါတယ်နိုင်ငံတကာဖွဲ့စည်းသည့်ဥမာကမ္ဘာကုလသမဂ္ဂမှာတက်ရောက်ခွင့်ရရတယ်ဆိုတာမျိုးမှာအဲသူတို့အန်နူဂျီကပဲတရားဝင်ဖြစ်တဲ့အောင်မျိုးတွေသူတို့ဝါဒဖျက်ကြတယ်အဒီနိုင်ငံရေးခင်းကျင်းတွေဖြစ်တဲ့အခါမှာအာဆီယံဆမ်မစ်တွေထိပ်သီးဆွေးနွေးတွေမှာနောက်ဆက်အဆိုးရွားကိုမဖိတ်တဲ့အခါကျတော့နောက်ဆက်အဆိုးရွားကတရားဝင်မဟုတ်ဘူးဆိုတာမျိုးတွေဝါဒဖျက်ကြတယ်အဲ့ဒီအချိန်တွေကကျွန်မထပ်ခါထပ်ခါပြောခဲ့တယ်နိုင်ငံတကာဖွဲ့စည်းသည့် government ကိုကြည့်တာမဟုတ်ဘူး state ကိုကြည့်တာဖြစ်တယ်ဒီ state ကိုကြည့်တာဖြစ်တဲ့အတွက် state actor နဲ့ next state actor ကိုကြည့်ပြီးတော့ဆုံးဖြတ်ထားပါလို့ကျွန်မထပ်ခါထပ်ခါပြောခဲ့တယ်တော်တော်အန်နူ ည်တဲ့ lobby တွေက straight attack ဆိုတာဘာမှမသိ non straight attack ဆိုတာဘာမှမသိညံရင်ဖမီးတဲ့ခါကြတော့အခုတော့ဘယ်သူမှလက်မခံနိုင်တော့တဲ့တောင်မြန်မာထွက်တဲ့ခွေးဘွားကိုရောက်ရှိသွားပြီးဖြစ်ကြအောင်ကိုယ်ရဲဝန်ခံလိုက်ကြဖြစ်ပါရဲ့ရှင်။ဒီလိုမျိုးလာပါဗျာ။ဒီနေ့က29ရက်6လပိုင်းထောင်ထဲမှာ25ဖြစ်ပါလေဗျာ။ဒါဦးဇင်းကျမကြီးကပုံမှန်လမ်းလျှောက်တဲ့အနေအားလေးပေါ့နော်။နေရာလေးဒီမှာဒါထောင်ထဲကိုင်းလောနဲ့ငှက်တိုင်းနဲ့တွင်တွင်နဲ့နော်။လည်းနေမှာတာရတယ်။ဒါမှမဟုတ်အေးကျန်းနဲ့နေရာ။ဘာကြောင့်ခုလိုအေးကျန်းကလဲဘာကြောင့်ခုလိုတာရလဲဆိုရင် တန်းဖက်တွေမရှိဘူးဒီတန်းဖက်မရှိတဲ့နေရာတိုင်းမှာအေဂျင့်တရရတယ်ဆိုတော့ဒါဥစဉ်ကိုယ်တိုင်ကတတာပေါ့နော်ဒါလည်းကပေါ့နော်ဥစဉ်ကိုယ်တိုင်ဒီတော့လည်းမှာအေစင်းနေသွားတယ်အေစင်းနေသူကြီးစိတ်တယ်အေစင်းနေဘုံတော့ပွားတယ်ဒါမေတ္တာပို့တယ်ခုနေတာတိကြီးအားလုံးပေါ့နော်အဲ့တော့နေရာတိုင်းနေရာတိုင်းမှာအကြက်ဖက်မရှိမှသာလေအေဂျင့်မှာလို့ဥစဉ်ကဆိုလိုချင်ပါလေဗျဒီပါပြောချင်တာလည်းဆိုရင်မနေ့လေးဒီလိုစစ်တွေပတ်သက်ဆိုင်နေပတ်သက်ပြောချင်ပါလေဗျဥစဉ်ကတနေ့ကပြောတဲ့အချိန်မှာ အဆင်အဆင်လေးနေဆက်မှာနည်းနည်းညှက်ကြောင်းလိုက်ဆက်မှာပါတယ်။ဘာပြောလဲဆိုလို့ရှိရင်သူကတော့ဂျေနရာဘက်မှာပဒါစာတွေအချက်ခံခံရတယ်ဒေတာတွေနော်အချက်ခံခံရများတယ်ပေါ့။အချက်ခံခံရများတယ်။ဘယ်ဖွယ်ရရဆိုတာလဲဦးဇင်းကဆက်မပြောပါဘူး။ဒါခုလိုဦးဇင်းကပြန်လွတ်လာတာတချို့အသေးစင်းတွင်းပြီးမှမြေခွက်ရတဲ့ပဒါစာတွေတော့ရှိတယ်။နော်မြေခွက်ရဝန်တာပါ။နိုင်ငံတော်လည်းပြန်ကြည့်ပြရဝန်တာ။ ဟုတ်ပြီ TV ဆိုပြီးမှဦးစီးတို့တက်မတော်မှာတော့မ6လထိစောင့်ကြည့်ရတယ်6လလောက်တော့လာကမြအောင်တော့ရှည်တန်းမှာကြာပါလို့ရှင်အပြောက်စင်းတွေ့လားအတေးစင်းတွေ့လားအသိမသိရှင်းမရှင်းဆိုဒါတော့စီကြည့်ရတယ်နော်တက်မတော်မှာဒါမျိုးတွေအချို့ဆိုရင်ဒုတိယဂုံမူကြီးတွေမဟုတ်ကောမှာတချို့ဖန်ဆန်ရတော့ပြန်လွတ်လာတယ်အဲ့ဒါတော့မစစ်စင်းမှုခံရတယ်စစ်စင်းမှုခံရတယ်သူကဘာကြောင့်လွတ်လာလဲဘလို့ကြောင့်လွတ်လာလဲဟာခဏစစ်စစ်ရမှာလေသူကဟိုကဒလန်မဖြစ်ပါဘူးလို့သူကတရှုံမဖြစ်ပါဘူးလို့ပြောလို့မရဘူးအဲဥစဉ်အဲ့ဒါနဲ့ပတ်သက်ပြီးမင်းကဒီလိုစစ်တီနဲ့ တောင်းပြောပြတယ်လူစစ်တေးလွတ်လာပြီဟုတ်ပြီဝင်တာလေညဝင်တာလေဥစစ်ထဲမှာအရင်ဥစဉ်ဒီဒီကွယ်မောင်ဆန်ရှာအခွဲထဲမှာတော့လေဒီရောက်အခါလေးအပ်လိုက်တယ်ဟုတ်လားအပ်လိုက်တယ်သူ့အကူပြန်လွတ်လာတယ်သူ့အကူဒါသူ့ဘာကြောင့်မကြောင့်လွတ်လာလဲဘာကြောင့်လို့ဆိုသူကလည်းရင်းမရှိပါဘူးအခုကခဏလွတ်လာတာတွေက9ယောက်10ယောက်ရှိတယ်ပြောရတော့ရဲမတော်ဘီကေဦးနေမျိုးကျော်ဦးနေမျိုးကျော်အခွဲထဲရပါတော့ပြန်လွတ်လာပါ ူတင်းတော့ဖြစ်နေကြတာကဘယ်တော့ဒီအာမခိုင်ရဲ့လဲခုမင်းလေးမှာတရင်နေပေါက်နေဘယ်နေရာတော့လဲဘယ်နေရာပဲတရင်နေပေါက်နေအဲ့လိုတရင်နေပေါက်နေတဲ့အတွက်ကြောင့်ရခိုင်ပါဝင်တိုင်းမြပြည်နယ်ပုတ်ကလိကလုံခြုံရေးကော်မတီများဖွဲ့စည်းထားကြောင်းစစ်ကောင်စီထုတ်ပြန်တရုတ်လုံခြုံရေးများရောက်ရှိနေသည့်ရခိုင်ပြည်နယ်အပါဝင် တိုင်းမြပြည်နယ်အလိုက်ပုတ်ကလိကလုံခြုံရေးဝန်ဆောင်မှုကြီးကြပ်ကုတ်ကဲရေးကော်မတီများဖွဲ့စည်းထားကြောင်း စစ်ကောင်စီ၏ဇွန်လ20နှစ်28ရက်နေ့ထုတ်မြန်မာနိုင်ငံပြည်တမ်းများတွင်ဖော်ပြသည့်အဆိုပါကော်မတီများကိုစစ်ကောင်စီခန့်လုံခြုံရေးနှင့်နေဆက်ရေးရာဝန်ကြီးများကညက်ကထအဖြစ်ဦးဆောင်ပြီးအဖွဲ့ဝင်14ဦးစီဖြင့်ပြီးခဲ့သည့်မေလ23ရက်နေ့တွင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်းဆိုထားသည် ကြီးကြပ်ရေးကော်မတီများတွင်မြန်မာဆက်သွယ်ရေးလုပ်ငန်းအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနပြည်내ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနကုန်းလန်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်ကိုယ်စားလှယ်နှင့်ပြည်내ရဲတပ်ဖွဲ့တို့လည်းပါဝင်သည်စစ်ကောင်စီအနေဖြင့်တရုတ်မြန်မာပူးပေါင်းလုံခြုံရေးကုမ္ပဏီထူထောင်ရန်တရုတ်ဘက်ကအဆိုပြုခဲ့ပြီးနောက်ပိုင်းပုဂ္ဂလိကလုံခြုံရေးလုပ်ငန်းများတွင်နိုင်ငံသားများကိုလက်နက်ကင်ဆောင်ပါဝင်ခွင့်ပြုသည့်ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာငူပလီပြဋ္ဌာန်းပြီးအစဉ်စဉ်အကောင့်ထည့်ဖော်လာခြင်းဖြစ်သည် ပြီးခဲ့သည့်ဇွန်လ16ရက်နေ့ကနေပြည်တော်တွင်ပြုလုပ်သည့်ဗဟိုကော်မတီအစည်းအဝေးတွင်လည်းမြက်ကထဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းအောင်ကပုတ်ကလေးကလုံခြုံရေးဝန်ဆောင်မှုလိုင်စင်သို့မဟုတ်ခွင့်ပြုမိတ်လျှောက်ထားခြင်းဆိုင်ရာညွှန်ကြားချက်ကိုဇွန်လ16ရက်နေ့ကအတည်ပြုထုတ်ပြန်ပြီးဖြစ်ကြောင်းအတည်ပြုခဲ့သည် ထို့ပြင်ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းလုပ်ကင်လိုသည့်ကုမ္ပဏီများအနေဖြင့် license ကိုတက်ဆိုင်ရာပြည်အောင်စုနယ်မြေတိုင်းဒေသကြီးနှင့်ပြည်내ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုကြီးကြပ်ကိုကဲရေးကော်မတီတို့ရှောက်ထားရန်ဆိုခဲ့သည် ထို့ကြောင့်စစ်ကောင်စီ၏ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာနှစ်ပတိအရပြည်တွင်းကုမ္ပဏီများအပြင်တရုတ်အပါအဝင်နိုင်ငံခြားကုမ္ပဏီများအနေဖြင့်လည်းအစိုးရလိုင်စင်ကိုရှောက်ထားနိုင်ပြီဖြစ်သည့်စစ်ကောင်စီအနေဖြင့်ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာနှစ်ပတိကိုယခု2025ခုနှစ်ဖေဖော်ဝါရီလတွင်ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီးနှစ်ပတိပါပြဋ္ဌာန်းချက်များကိုအကောင့်ထဲပေါ်ရန် ဗဟုကော်မတီကိုမက်လာတဲ့တွင်ဖွဲ့စည်းခဲ့ကာနှစ်လနီးပါးကြာတွင်ပြည်တော်စုနယ်မြေတိုင်းနှင့်ပြည်နယ်ကြီးကြပ်ရေးကော်မတီများကိုဆက်လက်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်မင်္ဂလာပါလို့ရေအဲကျွန်တော်နိုင်ငံမှာလိလေရပြီးတဲ့အချိန်အနေစပြီးတော့ဒီနေ့ဒီချိန်ထိဆိုရင်အဲပါလီမန် ဆိုရှယ်လစ်ကွန်မြူနစ်ဒီမိုကရေစီစသည်ဖြင့်စနစ်မျိုးစုံကိုပြောင်းလဲပြီးတော့ကျေတွန်းခဲ့ကြတယ်။အဲဒီနေရာမှာတချို့ကတော့အာကွန်မြူနစ်စနစ်ကအကောင်းဆုံးပဲလို့ယုံကြည်ကြတယ်။ဟာဘာကြောင့်လဲဒီကွန်မြူနစ်စနစ်မှာလူမျိုးရေးခွဲခြားမှုတွေမရှိဘူးလူတန်းစားခွဲခြားမှုပြဿနာတွေမရှိဘူး။ဒါကြောင့်မို့ဒီကွန်မြူနစ်ကတော့အကောင်းဆုံးပဲကွန်မြူနစ်တက်ကအကောင်းဆုံးပဲလို့ယုံကြည်ကြတယ်။အဲတချို့ကြတော့လည်းပဲဆိုရှယ်လစ်စနစ်ကအကောင်းဆုံးပဲဘာကောင်ဘာကြောင့်လဲဒီဆိုရှယ်လစ်စနစ်မှာကြတော့အဲ တိုင်းရင်းသားတွေကမှတိုင်းလူခွင့်ရေးတွေရှိရဲတိုင်းရင်းသားတွေတာမီမြောက်ခွင့်ရရဲဒါကြောင့်မို့တိုင်းရင်းသားချင်းချင်းစီးရုံညီညွတ်ကြရဲဒီ social listen ကလာအကောင်းဆုံးပဲဆိုပြီးတော့ယုံကြည်ကြတဲ့လူတွေလည်းရှိတယ်။ဒီလိုချတော့လေဒီမိုကရေစီတာမိဒီမိုကရေစီတာအဖဒီမိုကရေစီရရင်မြန်မာပြည်ကလည်းညီချင်းချင်းချမ်းသာသွားတော့မလို့ယုံကြည်မှုလုံခဲ့ပြီဒီမိုကရေစီကအကောင်းဆုံးဆိုပြီးတော့ယုံကြည်မှုလုံခဲ့ကြရဲသူတွေလည်းရှိတယ်။ဆိုတော့ကလူအဓိကလားမူအဓိကလားဆိုရင်မိကုန်းကလည်းတောက်လျှောက်မိကုန်းနေထုတ်ခဲ့ကြရဲပေါ့နော်။မိကုန်းနေထုတ်ခဲ့ကြရဲလူအဓိကဖြစ်မလားမူအဓိကဖြစ်မလားစမ်းပါလေစနစ်ကပါလေစသည်ဖြစ်ပေါ့လေ။အမှန်တကယ်တော့ကျွန်တော်တို့နိုင်ငံမှာကဒီအစိုးရတိုက်ခိုက်အစိုးရတည်းရဲ့အုပ်ချုပ်မှုတည်းရဲ့စနစ်တစ်ခုဆိုတာကပြည်သူတွေရဲ့နိုင်ငံရေးအသိဉာဏ်ပေါ့ အများကြီးမှုတွေပါတယ်ပြည်သူတွေရဲ့နိုင်ငံရေးကိုဘယ်လိုသဘောထားလဲပြည်သူတွေနိုင်ငံရေးအခြေအနေဘယ်လိုရှိလဲဒီပြည်သူတွေရဲ့ပြည်ပုံပြောင်းနေနိုင်စားဘယ်လောက်ရှိတယ်လဲပြည်သူတွေရဲ့ဉာဏ်ဉာဏ်တွေဘယ်လောက်ရှိတယ်လဲဆိုမှမူတည်ပြီးတော့မိမိတို့နဲ့ထိုက်တန်တဲ့အစိုးရတည်ရဲ့မိမိတို့နဲ့ထိုက်တန်တဲ့စနစ်တစ်ခုကိုရတယ်တော်ပြီလားဆိုပြန်ဒီလိုခေါ်ရတဲ့ဒီနေ့အဖြစ်ပေါ့နော်အဲလူတို့ကရွေးချယ်ခြင်းစနစ်လည်းရှိအများစုပြောနေတယ်လူတို့ကရွေးချယ်တာမှန်တယ်သို့တော့လူအုပ်နဲ့ရွေးချယ်ခြင်းမဟုတ်ဘူးဒါကိုအဓိကသဘောပေါက်ဖို့လိုပါတယ်အဲဆိုတော့ကကျမတို့ကပြည်သူတွေရဲ့ငြိမ်ငြိမ်သွေးရှိတဲ့လောက်တာမိမိတို့နဲ့ထိုက်တန်တဲ့စနစ်နဲ့မိမိတို့ထိုက်တန်တဲ့အစိုးရတရားကိုရှာမှာဖြစ်တယ် တရားကိုသဘောပေါက်ဖို့လိုတယ်အဲအဲကျွန်တော်တို့နိုင်ငံမှာဆိုလို့ရှိရင်လည်းပဲဟိုနိုင်ငံရဲ့အုပ်ချုပ်ပုံမှာစနစ်တွေအများကြီးရှိရဲအဲချူသူပြောင်းစနစ်နဲ့သွားရဲတပြည်တော်စနစ်နဲ့သွားကြတာရှိရဲပြည်တော်စနစ်ဆို Union Unity United အဲညှို့ပေါင်းဆိုရတယ်ပေါ့ညှို့ပေါင်းစနစ် Federation Confederation စနစ်စသည်ဖြင့်ကမ္ဘာမှာအဲအစိုးရတည်းရဲ့ဖွဲ့စည်းပုံတွေအများကြီးရှိရဲကျွန်တော်တို့နိုင်ငံဆိုလို့ရှိရင်ဒါပြည်တော်စနစ်ပေါ့နော်အဲပြည်တော်မြန်မာနိုင်ငံတော့ US of မြန်မာ US the we back play US of မြန်မာဟဲ့ပြောင်းတမမြန်မာနိုင်ငံလို့ပြောင်းစုဖြစ်တဲ့အားလျော်စားပဲကျွန်တော်တို့နိုင်ငံမှာများစွာသောလူမျိုးများများစွာသောလူမျိုးမျိုးတွေများစွာသောယဉ်ကျေးမှုတွေများစွာသောလူမျိုးစုတွေများစွာသောကိုယ်ပိုင်ယုံကြည်မှုတွေများစွာသောဘာသာစကားတွေများစွာသောအယူအဆတွေများစွာသောတယံတာရတွေရှိတဲ့အတွက်ဒီအရာတွေနဲ့အခိုက်အညီဆုံးဖြစ်နိုင်မယ်အစ်စ်လျော်ဆုံးဖြစ်နိုင်မယ်စနစ်တစ်ခုကိုရွေးချယ်ပြီးတော့အစိုးရကိုတိစောက်ပြီးတော့ခေတ်ဆက်ဆက်ခေါင်းဆောင်တွေအုပ်ချုပ်ကြတယ်ဖြစ်တယ်နော် ီညမှာလူတွေကတချို့ကစနစ်ကအဓိကကြရတယ်တချို့ကလူကအဓိကကြရတယ်တချို့ကမူကအဓိကကြရတယ်လို့ပြောတယ်ဒီမူတစ်ခုကောင်းကင်မှာကောင်းရင်ဆိုတာကနော်ကြစ်လက်ခံပါရဖွဲ့စည်းပုံအခြေခံဥပဒေရှိမရှိဆိုတာအများကြီးမူတည်တယ်ကျွန်တော်နိုင်ငံမှာဆိုရင်1040ကျော်အခြေခံဥပဒေရှိရင်၄၀အခြေခံဥပဒေအနေနဲ့84အခြေခံဥပဒေအခွင့်အရေးရှင်ထောင်ရှိအခြေခံဥပဒေဆိုပြီးအခြေခံဥပဒေများစွာအဲတောင်းလည်ပြီးကျေနွမ်းခဲ့ကြရတယ်။ဒါပေမဲ့အခြေခံဥပဒေအားလုံးက တရားစုမပြိုခွဲရေးတိုင်းနာစီလုံးညီညွတ်မှုမပြိုခွဲရေးအချုပ်ချာအာဏာတည်တဲ့ခိုင်မြဲရေးဆိုတဲ့အချက်၃ချက်ပေါ်မှာမူတည်ပြီးတော့ကာလန်ဒေတာလို့ခေါ်တဲ့ကာလဒေတာလိုက်ပြောင်းလဲပြီးတော့ရေးဆွဲခဲ့တာပဲဖြစ်တယ်။ခြေကောက်ဥပဒေလေးအားလုံးကိုပြန်ပြီးတော့လေ့လာကြည့်မယ်ချောင်းကုန်ကြည့်မယ်ဆိုရင်ခေါင်းဆောင်များရောကျွန်တော်နိုင်ငံအုပ်ချုပ်ခဲ့တဲ့ခေါင်းဆောင်တွေကနိုင်ငံခေါင်းဆောင်အဆက်သက်ကဒီအချက်၃ချက်ပေါ်မှာဒါမူတည်ပြီးတော့ပြောင်းလဲပြီးတော့ကြည့်လိခံပါတဲ့ခြေကောက်ဥပဒေတရားဖွဲ့စည်းပုံတည်းရဲ့ဖွဲ့စည်းပုံတည်းကိုရေးဆွဲခဲ့ကြခြင်းဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ပြည်သူတွေအားလုံးကနော်တရားစုမပြိုခွဲရေးတိုင်းရင်းသားစီလုံးညီညွတ်မှုမပြိုခွဲအချုပ်ချာအာဏာတည်တဲ့ခိုင်မြဲရေးဆိုတဲ့ဒီဒေါတာဝန်အေး၃ပါးကိုကျွန်တော်တို့ဥထိပ်တာပန်ဆင်းဖို့လိုအပ်တယ်။ဒီလိုမှသာလင်းကျွန်တော်တို့ဒီလိုမှသာလင်းကျွန်တော်တို့ပြည်အောင်စုပါချင်းညီညွတ်ကြမယ်။ညီညွတ်မှသာ ငင်းချမ်းမယ်ငင်းချမ်းမှာဒါကျမတို့လူချင်းနဲ့ဖွင့်ပြထုတ်တဲ့နိုင်ငံတော်တစ်ခုကိုကျမတို့ရမယ်ညီညွတ်မှာဒါနဲ့ကျမတို့မျိုးလင်းတောင်းတာနေတဲ့တိုင်းရင်းသားတွေနဲ့ဗမာနဲ့ဒန်းတို့ညီများတဲ့အမျိုးသားဒန်းတို့ခွဲဆိုတော့ကျမတို့တိစောက်နိုင်မှာဖြစ်တယ်အဲ့ဒီလိုမျိုးမဟုတ်ပဲလူတောင်ဝင်ရေးသုံးမှာဆိုတဲ့ဒီ SK ဆက်ဆက်ပို့တောင်ဆန်းခင်မာဒီယနေ့ခေတ်ထိ1940ခုအချိန်ကဥပဒေမှာစလို့ဒီလက်ရှိ2008ဖွဲ့စည်းပုံအထိဒီလူတောင်ဝင်ရေးသုံးမှာကိုအခြေခံထားပြီးရေးဆွဲခဲ့တဲ့အရာတွေကိုကိုယ်တိုင်ကလိုက်နာခြင်းမရှိဘူးကျင်းသုံးခြင်းမရှိဘဲနဲ့ဖောက်ပြန်နေမယ်ဆိုရင်တော့နောက်ရှင်တို့တွေတောင်းတာနေတဲ့ကျမတို့တွေတောင်းတာနေတဲ့ရွှေပြည်တော်ဆိုတာမျှော်လင့်ဝင်နေအောင်မှာဖြစ်ပါတယ်